လိမ့်စံနေလုံးဝဖြစ်မသွားရတဲ့မမြင်နိုင်တဲ့နေရာစီမင်းအားလုံးပဲမင်္ဂလာပါဗကန် entertainment channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကဘောမှာလူတတိုင်းတွေပါနေတီးတန့်ကြီးကြွားချမှထားတာတော့မှဘသူကမှမဖြတ်ရတဲ့စီးတခုရှိပါတယ်ရေပိုင်ထဲမှာဆိုရင်ငားတွေဟာအဲ့ဒီစီနာရောက်တာနဲ့တစ်ဖက်ကိုပြန်ကွေ့သွားကြပြီးဂုံးမီပေါ်မှာဆိုရင်ဒလိစာအားလုံးကတပတ်စီးကိုလုံးဝမကြော်သလိုကောင်းကင်ကငှက်တွေကတော့အဲ့ဒီစီးကိုဖြတ်မပြန်ကြပါဘူးဒါဆိုရင်ဒီစီးကဘာစီးဖြစ်မလဲဘယ်နေရာတွေကိုကန့်သက်ထားတာလဲ ဘာလို့တလိဆန်တွေကဒီမမြင်ရတဲ့စီးကိုစီမံသိနေပြီးလုံးဝမကြော့ဖြက်ရဲကြတာဖြစ်မလဲသိကြရင်တော့ထုံးစံတိုင်းဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါဦးဒီစီးကတော့ဘာလီကျွန်းကနေစတင်လာပြီးတော့မလေးကျွန်းစုကိုဖြက်ကဖိလစ်ပိုင်တောင်ဘက်မှာအဆုံးသတ်သွားတာဖြစ်ပါတယ်ဒီစီးရဲ့နောက်ဘက်ပိုင်းမှာကကြံ၊စင်၊ကြားနဲ့တစ်တောငှက်လိုမျိုးအာရှစိတ်မျိုးတွေနေတိုင်းကျစားရနေရဖြစ်ပြီးတကယ်လို့ဒီကောင်တွေကတပတ်စည်းကိုကြောလိုက်မယ်ဆိုရင်တားပိုက်ကောင်ပုတ်တင် ဖို့ဒေါ်ခွေရခွာလာစတဲ့လိပ်စံနေနေထိုင်တဲ့တခြားကဘာတစ်ခုကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ဒါပြင်ကျုံးနေကြမှာရှိနေတဲ့အဲ့ဒီစီးကွာဝေးဟာအလွန်တိုးတောင်းလာကြောင်းတိတ်ပံကြောင်တွေကအဲ့ဒီစီးကို biological boundary လို့ခေါ်ဆိုကြပါတယ်။တနည်းအားဖြင့်တော့သူ့ကို the wall is line လို့လည်းသိကြပါတယ်။အရှိတောင်အာရှနဲ့ Australia ဒေသကိုခွဲခြားထားတဲ့နေချားမြင့်တစ်ခုလို့ပဲဆိုကြပါတော့။1859ခုနှစ်တုန်းက Alfred Russel Wallace ဆိုတဲ့ဗြိတိသျှသိပ္ပံပညာရှင်ကဥဆုံးရှာဖွေတွေ့ရှိခဲ့တာကြောင့်အဲ့ဒီလိုကိုအစွဲပြုပြီး Wallace line လို့လည်းခေါ်ကြပါတယ် ရဇဝလေးဆောင်ငကိုကတော့မလဲအကြီး PLO ကိုလို့ခေါ်တယ်ကျုံစုတစ်ခုကိုရှာတွေ့ဖို့အားရှားတိုက်စီကိုခီးထွက်လာခဲ့ပါတယ်။ဒါပေမဲ့ဒီဘောလစ်လိုင်းနာကတော်ရီတောင်းနေတဲ့ပင်လယ်ကိုရွှဲလင်းဖြတ်ကျော်ကြတဲ့အခါမှာသူ့စိတ်ထဲမှာမမြင်နိုင်တဲ့နံရံတစ်ခုချားနေတယ်လို့စတင်ခန်းစားမိပါတယ်။အိန္ဒိယနဲ့အနောက်ဘက်ခြားမှာအားရှားမှာအတွေ့များတဲ့ကြံ့ကြီးတွေရှိနေပြီးမြောက်တွေကလည်းတစ်ပင်တစ်ပင်နဲ့တစ်ပင်ကူးခတ်နေတာတောထဲမှာနေတိုင်းကျဆားတဲ့တလိမ့်ဆန်ဆုံကိုမြင်ရမှာဖြစ်ပါတယ်။ ။ဒါပေမဲ့ Wallace Line ရဲ့တစ်ဖက်ကိုဖျက်ကျော်လိုက်တဲ့အခါမှာ Australia မှာအတွေ့များတဲ့တပ်တော်တွေနဲ့ကတ်တော်ဝါငှက်လူမျိုးဂါလာဆောင်ငှက်တွေအများကြီးတွေ့ရပါတယ်။စီးရဲ့တပတ်တစ်ချက်မှာရှိတဲ့တလိပ်ဆန်တွေဟာအမျိုးအစားမတူကြသလိုအမှုကျင့်တွေကလည်း꽌ပြားကြပါတယ်။အဲ့ဒီစီးရတလိပ်ဆန်တွေကိုရွှေပြောင်းလို့မရအောင်တားဆီးထားပြီးနှစ်တီကြာလာတာနဲ့အများလမ်းကြောင်းတစ်ခုပေါ်လာကငှက်နဲ့ငါးတွေကတော့မှအဲ့ဒီစီးကိုဖျက်မဲ့အစားတခြားသောရှည်လျားတဲ့လမ်းကြောင်းကိုပဲရွေးချယ်ကသွာလာကြပါတယ်။ ငါးရီဖို့အဲ့ဒီစီကိုဖြတ်မယ်ဆိုရင် International နဲ့ကြောင်းရဲ့စွဲငင်ခြင်းကိုခံရမယ်ပြင်တခြားတလေးစံနေဖို့တော့စီးကြော်ပြီးနေခဲ့ရင်တို့ရဲ့ဂေဟာစနစ်ပြတ်သွားမှာဖြစ်တာကြောင့်အဲ့ဒီနယ်ပယ်မှာပဲအသက်ရှင်ရုန်းကန်ကြရပါတယ်ဒါပေမဲ့တလေးစံတိုင်းတော့မဟုတ်ပါဘူးတတဝါကြီးဖြစ်တဲ့စင်ဒီယာစီးကိုမကြော်မိအောင်အထူးသတိထားနေထိုင်ကြပေမဲ့လင်းတို့လိုမျိုးတတဝါတွေကပင်လယ်ပြင်ကိုဖြတ်ကျော်ကစီးရဲ့တစ်ဖက်ကိုဖြတ်တန်းသွားလိမ့်ရှိပါတယ် စီးရဲ့တပတ်တဲ့ချက်ကဒလိစံနီယာရောနောမနေထိုင်ကြဘူးဆိုပေမဲ့တစ်ပင်တွေကထူးခြားစွာပဲစီးကျော်ပြီးတော့ရှင်သန်နေနိုင်ကြပါတယ်။လေပြင်းကြောင့်စီးရဲ့တပတ်ကနေပါလာတဲ့တစ်ပင်အစိတ်တွေနဲ့လှိုင်းကနေပါလာတဲ့တင်မျိုးစိတ်တွေကတပတ်ဒေတာမှာတောင်းတနေပြီးအဲ့ဒီနေရာမှာပဲရှင်သန်ကြီးထွားနိုင်ပါတယ်။ဥပမာပြောရမယ်ဆိုရင်ဩစတြေးလျကယူကလစ်ပင်ဟာသူနည်းသူဟန်နဲ့တွာလာကအာရှတိုက်ရဲ့ဖိလစ်ပိုင်မြေပေါ်မှာပေါက်ရောက်နေတာကြည့်ရင်သိနိုင်ပါတယ်။တိတ်ပင်ပညာရှင်တွေကဒီဝေါ်လစ်လမ်းရဲ့လျှို့ဝှက်စမ်းချင်မှုတွေကိုဖြေရှားနေကြပြီးနောက်နှစ်150ကြာပြီးနောက်မှာ ဒီဘေဒီအားလုံးကိုဖြေရှာနိုင်မယ်လို့ယုံကြည်ထားကြပါတယ်။ဒါဆိုရင်တော့ဆက်လက်ပြီး wallet line ဘာလို့ထွက်ပေါ်လာလဲအဖြေရှာကြည့်အောင်ပါ။ဒီစီဖြစ်ပေါ်တရှိအောင်တမိုင်းကြောက်ကိုတည်ကျင်နေဆိုရင်လွန်ခဲ့တဲ့နှစ်တန်းပေါင်းရာချီလောက်ကိုပြန်သွားရပါမယ်။နှစ်တန်းပေါင်းများစွာအကြုံးကမြေထိုးချက်ကြီးတွေရဲ့ရွေလျားမှုကြောင့်နဲ့ဘူမိဗီဒပိုင်းဆိုင်ရာအရှုပ်ထွေးတချို့ကြောင့်ဒီဒေသမှာပင်လယ်နှက်150မီတာထိနက်နက်နေနေခြားထားတဲ့စီတခုပေါ်ပေါက်လာပါတယ်။ အဲဒီစီဟာ wallis line ဖြစ်ပြီးကမ္ဘာနှစ်ခုကွဲထွက်သွားအောင်ခြားနားတယ်လို့ပြောလို့ရပါတယ်။အဲဒီစီရဲ့အနောက်ဘက်အခြမ်းကတော့ Asia တိုက်ဖြစ်ပြီးအရှေ့ဘက်အခြမ်းကတော့ Australia တိုက်ပါ။လွန်ခဲ့တဲ့နှစ်ပေါင်း35သန်းကျော်လောက်က Australia က Antarctica တိုက်ကနေကွဲထွက်လာပြီး Asia တိုက်စီတဖြည်းဖြည်းနဲ့ချင်းကပ်လာပါတယ်။ဒါပြင်ဒီလိုမျိုးမြေတုကွဲထွက်မှုကြောင့် Asia တိုက်နဲ့ Australia ကြားမှာမလေးကျွန်းစုလို့ခေါ်တဲ့ကျွန်းတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီလိုကြီးမားတဲ့မြေတူးချက်ကြီးပြောင်းရွှေ့မှုကြောင့်ရာသီဥတုပြောင်းလဲလာပြီးအဲ့ဒီဒေသနှစ်ခုမှာရှိတဲ့တိရစ္ဆာန်တွေဟာရှင်တန်ဖို့တောင်ခက်ခဲပါတယ်။ဒါကြောင့်သိပ္ပံပညာရှင်တွေဟာအစစ်မြေကွန်ပျူတာနည်းပညာကိုအသုံးပြုပြီးလွန်ခဲ့တဲ့နှစ်သောင်းပေါင်းများစွာအကြာလုံးကအဲ့ဒီဒေသနှစ်ခုကတိရစ္ဆာန်မျိုးစေ့ပေါင်း2000ကျော်ဟာဘယ်လိုမျိုးအန်တူပြီးရှင်တန်ဖြတ်ကျော်လာခဲ့လဲဆိုတာသိရဖို့လေ့လာခဲ့ပါတယ်။အဲ့ဒီချိန်ကမြေတူးချက်ရွှေ့ပြောင်းမှုကြောင့်ဩစတြေးလျကအန်တာတိကတိုက်ကနေကွဲထွက်လာပြီးအဲ့ဒီချက်ကြောင့်ပဲ အနန္ဒီကတိုက်ရဲ့ဘေးပတ်ပတ်လင်မှာကျဲပြတ်နိုင်ရှာနေသမုဒ္ဒရာကြီးတို့ဖြစ်သွားပြီးတော့ယနေ့ကဘာတဝန်းက United Cucumberla Carrot လို့ခေါ်ဆိုနေကြတဲ့ရည်စည်းကြောင်းပေါ်ထွက်လာပါတယ်။ဒီလိုတန်တရားလေနေတဲ့ရည်စည်းကြောင်းဟာကမ္ဘာယာတီဥတုကိုပိုအေးလာစေပြီးနေရာတီတီကတလိမ့်ဆန်တွေရဲ့ယာတီလိုက်ပြောင်းလဲနေတဲ့အမူအကျင့်တွေကိုပါဖြစ်ပေါ်လာစေခဲ့ပါတယ်။ဒါပေမဲ့လိမ့်ဆန်နိုင်အတွက်တော့မဟုတ်ပါဘူး။အင်ဒိုနီးရှားနိုင်ငံဟာရခင်တိုင်းနှွေးပြီးတော့မိုးများဆဲဖြစ်တာကြောင့်အာရှတိုင်းမှာရှိတဲ့လိမ့်ဆန်တွေအတွက်တော့အဆင်ပြေပါတယ်။ ဒါပေမဲ့ဩစတြေးလျကတော့နှစ်ပေါင်းများစွာကြောင်းဒုက္ခတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒီဒေသကတလိဆန်နီယာငကိုက AB 6တွေးတဲ့ဒေသမှာနေထိုင်ခဲ့တာကြောင့်အခုလိုအပူပိုင်းဆောင်ဝါသူတို့နဲ့သိစင်မပြေပါဘူး။သိပ္ပံပညာရှင်တွေကတော့ဒီလိုကြီးမားတဲ့ပြောင်းလဲမှုကိုတလိဆန်နီဘလို့အလိုက်တင်နေထိုင်လဲသိရရင်တော့ဒီနေ့ခေတ်မှာအဲ့ဒီနေတူဘေးကက်တွေကြုံလာခဲ့ရင်တလိဆန်နီကိုမဆုံးရှုံးရအောင်ကြိုတင်ကာကွယ်နိုင်လိမ့်မယ်လို့ယုံကြည်ထားပါတယ်။ဒါပေမဲ့ကမ္ဘာမှာအခုလိုကြီးမားပြီးတော့အရေးပါတဲ့ပြောင်းလဲမှုကြီးဖြစ်ခဲ့တာတခုတည်းမဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်သမောင်း30ကျော်မှာမြေတုချက်ရွှေ့ပြောင်းမှုကြောင့် တောင်အမေရိကတိုက်ဟာအနက်ဒီကတိုက်နဲ့အာဖရိကတိုက်စီကနေကွဲထွက်လာပြီးအဲ့ဒီချိန်ကစလို့အဲ့ဒီတိုက်ပေါ်ကတတ်တော်ဝါတွေဟာဒေပိပိစင်ကပြောင်းလဲလာပြီးယနေ့ကအကောင်ပုံစံတွေပေါ်ပေါက်လာပါတယ်မိတွေကဘရက်စ်တင်ချီစာလိုမျိုးအေယာမကျွတ်တွေဇလော့ကောင်တွေကိုတော့အခုထိမြင်တွေ့နေရပြီးတခြားလက်ဆန်ချို့ကတော့မြို့တုံးပြောက်ကွယ်ကြပါတယ်ဥပမာကားကြီးတွေတဲ့ပူကြီးတဲ့အေယာမဇလော့ကောင်ကြီးတွေနဲ့တင်ယောက်ကျန်းတဲ့အေယာမတင်းခွေကျဲကြီးတွေပြင်မပြန်တားနိုင်တဲ့ကြောက်စရာအေယာမငှက်ကြီးတွေကယနေ့ချိန်မှာမတွေ့နိုင်တော့ပါဘူး ဒီနေ့ဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ကဘာကြီးကိုမြေတုကျက်တွေကပုံဖော်နေတယ်ဆိုတာပရိသတ်တို့သဘောပေါက်မှာပါမြေတုကျက်ရွှေပြောင်းမှုကြောင့်တိုက်ကြီးနှစ်တပ်ဟာနှီးကပ်လာပြီးမဲ့အစင်တန်းချင်းမတူဘူးဆိုကမပတ်သက်ပဲကာလရှည်ကြာနေကြတာမြင်တော့ပရိသတ်တို့ရဲ့ဂုံတတိုင်းချတဲ့ကောင်မလေးကိုတော့မှပြန်သတိရသွားပါလိမ့်မယ်မြေတုကျက်ရွှေပြောင်းမှုကြောင့်တိုက်ကြီးနှစ်တပ်ဟာနှီးကပ်လာပြီးမဲ့အစင်တန်းချင်းမတူဘူးဆိုကမပတ်သက်ပဲ ကာလာရှိကြနေကြတာမြင်တော့ပရိသတ်တို့ရဲ့ဂုံတိုင်းချတဲ့ကောင်မလေးတို့တော်မှပြန်တည်ရပါလိမ့်မယ်။ကဲစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ဖို့တမမေးပါနဲ့။အားလုံးပဲတာယာချမ်းမြေ့တဲ့နေ့ကိုပိုင်ဆိုင်နေပါစေ။